ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့တက္ကောခေါ်တဲ့ online magazine တွင်ပေါ်ပြထားတယ်။တရိုင်းတဲ့ရေးသားထားတဲ့စစ်ကခမည်းကိုဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်။စစ်ကခမည်းကိုတကယ်တော့စစ်ဟာတစီလိုပဲ။ခမည်းနာမှာပေါ်လာလိုက်ပျောက်သွားလိုက်ခမည်းစစ်ဆိုတာမရှိနိုင်ဘူးလို့ယုံကြည်တဲ့ဝင်းကျင်မှာ စစ်ဆိုတာတိတ်တဆိတ်ရှိနေတပြီးခမားစစ်ရှိမယ်လို့ခံစားရတဲ့အခင်းချင်းမှာစစ်ကတကယ်မရှိနေနိုင်တာမျိုးပေါ့ဒါခမားစစ်အပေါ်နားလည်ထားမှုအတိတ်ပဲဖွင့်ဆိုမှုနဲ့ဆိုင်ပါပဲတကယ်တော့ခမားကိုယ်တိုင်စစ်ပွဲများကြီးတိုက်ပြီးနိုင်ခဲ့အောင်မြင်ခဲ့တယ်လို့ပြောလို့ရတဲ့သူတယောက်လဲဖြစ်ချင်းဖြစ်ခဲ့မယ် ဒါမှမဟုတ်ခမည်းကိုယ်တိုင်မတိလိုက်မတိပါသာရှုံးကြရတဲ့စစ်ပွဲတွေလည်းဒုနဲ့ဒီပဲခမည်းကဒုတိယကဘာစစ်လို့စစ်ပွဲကိုကြုံကျင်မှကြုံလိမ့်မယ်ဒါမှမဟုတ်ပြည်တွင်းစစ်လိုဟာမျိုးကိုအကျင့်တရားမှာတကြိမ်မှမကြုံခဲ့တာလဲဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ခမည်းဟာစစ်ပွဲလီလီကိုကြုံခဲ့တယ်ဆိုတာလဲ ခမသတိမထားမိလိုက်တာဖြစ်ကောင်းဖြစ်မှာပဲရေဘူးရအပြင်တော့ဘန်နဖာလက်နက်ကင်ဆွဲစစ်ပွဲထဲမှာခမကိုတိုင်ဘတ်တဖက်မှာပါဝင်တိုက်ခိုက်နေတာကိုပဲစစ်ပွဲကြုံနေရတယ်လို့တတ်မှတ်မယ်ဆိုအဲ့ဒီလိုကြုံတွေ့ခဲ့ရတဲ့ခမဟာကြီးမြတ်တဲ့လူသားပဲဒါမှမဟုတ်ခမဟာ ကံအတော်ဆိုးတဲ့လူသားပဲခမားတပတ်ပတ်မှာရက်ဒီတိုက်ခိုက်ရင်အခြားတပတ်ကလူကိုလိုအပ်ချက်အရာဇီဝင်ချုပ်ဖို့နှိမ့်ဆက်ညင်ပန်းဖို့ဖန်းစီတုံအောင်ဖို့စစ်စေးမေးမြန်းဖို့ပြုစုစောင့်ရှောက်ဖို့ဖြောင်းဖြားနားချဖို့ကျင်နာတနာဖို့တတိပုဂ္ဂလဘဝတစ်ခုကိုလွတ်ရလွတ်ချောင်းဖြစ်ဖို့သို့မဟုတ် မလွတ်ရမလွတ်ကြောင်းဖြစ်ဖို့ခမားဆုံးဖြတ်တွေ့ဝေရတော့မယ်ခမားတပတ်ပတ်ပေါ်မှာယုံကြည်မှုမြင့်ရင်မြင်သလောက်ခမားဆုံးဖြတ်ချက်ကပြတ်သားမယ်ခမားတွေ့ဝေနေရင်ခမားဘက်ကတခြားသူတဦးကခမားကိုလောင်ပြောင်တယောမှာလောင်ပြောင်တယောဖို့အချိန်မရရင်ခမားကိုပြစ်တတ်မှာပဲဒါပေမဲ့ ခမရအယံပြက်သားစွာဆုံးဖြတ်လိုက်တယ်ဘယ်ဆုံးဖြတ်ချက်ကိုမဆိုနောင်နှစ်ပေါင်းတရာသို့မဟုတ်200တထောင်ကြာတဲ့အခါဝေဖန်ခံရတာမျိုးတော်၎င်းချီချူထောပနာပြုတ်ခံရတာတော်၎င်းတခုခုဖြစ်မယ်မသေးကြဘူးဘာပဲဖြစ်ဖြစ်ခမရအဲ့ဒီနေရာမှာရှိနေတဲ့အတွက်ဝါအဲ့ဒီလိုဆုံးဖြတ်လောက်ကန်ခွင့်နေရာမှာခမရရှိနေတဲ့အတွက် လက်တလုံးအဲ့ဒီဆုံးဖြတ်လုံပိုင်ခွင့်မရှိတဲ့သူတွေကတော့ခမည်းကိုအာပေအမြောက်သို့မဟုတ်ဝေဖန်ကက်ရက်တာတွေလှုပ်ဖို့ရှိနေမှာပဲဆိုတော့ခမည်းကိုခမည်းမပိုင်တော့ဘူးဒါမှမဟုတ်ခမည်းကကဘာကြီးကိုပိုင်နေခမည်းကတမိုင်းကိုပိုင်နေခမည်းကခင်းတဲ့အနာကတ်ကိုပိုင်နေတဲ့အခိုက်အတန့်မျိုးလဲ ဖြစ်နိုင်တယ်။လူမျိုးလူအဖွဲ့အစည်းတစ်ခုရဲ့ယဉ်ကျေးမှုနဲ့ကိုယ်ွယ်ယုံကြည်မှုကို အချို့အခွင့်တစ်ခုဖန်တီးနိုင်စွမ်းရှိသူလဲဖြစ်နေနိုင်တယ်။ဆိုတော့ခမားကခမားကိုခမားထက်တခြားသူတွေကပဲခမားကိုပိုင်တော့တယ်။ဒါမှမဟုတ်တခြားသူတွေဘဝကို ခမားပိုင်နေစပွဲတစ်ခုမှာ ပါဝင်ပတ်သက်ခြင်းဟာခမည်းကိုခမည်းပိုင်ဆိုးမှုကိုချက်ထွင်ခြင်းလားဒါမှမဟုတ်တုံ့နှောင်ခြင်းလားခမည်းမသေးခွဲတော့ဘူးလွယ်လွယ်ပြောရရင်စစ်ပွဲတစ်ပွဲကခမည်းကိုကြီးထွားစေတာလားကြုံလီစေတာလားမသေးခွဲတော့တာခမည်းကခမည်းတယောက်တည်းကိုကိုစားမပြုတ်နေပဲလူအဖွဲ့စည်းတရက်ကို ကိုစားပြုတ်နေခြင်းက ခမည်းကိုမွန်းကျက်စေတာလားပျော်မွေ့စေတာလားမတဲခွဲတော့ဘူးခမည်းကခမည်းရဲ့အတ္တကိုလူအဖွဲ့စည်းအတွက်ဆိုပြီးပုံချလွှဲပြောင်းခြင်းလားလူအဖွဲ့စည်းရဲ့ဆန္ဒကိုကိုစားဝင်အနစ်နာခံခြင်းလားခမည်းမတဲခွဲတော့ဘူးအချင်းကြလာတာနဲ့အမြစစ်ပွဲကြောင်ခမည်းဟာ ခမားကိုခမားပျောက်ဆုံးလာတာတော့၎င်းဟိုးအတွင်တွေကခမားအစစ်မှန်ကိုပြန်တွေ့လာတာတော့၎င်းဖြစ်နိုင်တာပဲတကယ်တော့ခမားပြန်တွေ့လာတာကလည်းအစစ်အမှန်မဟုတ်တလို့ခမားပျောက်ဆုံးနေတယ်ဆိုတာလေတကယ်မဟုတ်တာမျိုးဖြစ်နေနိုင်တာပဲကျွန်တော်တခါရေးခဲ့ဘူးတဲ့စာတပုတ်ထဲကလို့ဒါပေမဲ့ကန်ဆိုးတဲ့ငါကား အဖက်အိမ်မှာပစ္စည်းတစ်ခုမေ့ကြံခဲ့လေရဲ့တောင်းတအောင်ရှာရင်းထဲမှာငါသိလာတာကငါဘာပစ္စည်းမှမကြံခဲ့ဘူးဆိုတာပဲငါပြန်မယ်လို့တော့အဲ့ဒီအိမ်ကဦးလေးကြီးကငါခြေတော့ကိုလှမ်းဆွဲထားတယ်ပြီးတော့ငါမျက်နာကိုဝါအောင်လှုပ်ပစ်လိုက်တယ်ဂျပန်ပုံကားတွေကအင်္ကာတွေလိုအားလုံးကငါ့ကိုထားခဲ့တယ် ငါကမျက်နာဝါးလျက်ကြီးနဲ့ကြံခဲ့စတလို့ပေါ့နောက်ဆုံးတော့ခမားကမျက်နာအဝါးကြီးနဲ့ကြံခဲ့တာမျိုးဒါမှမဟုတ်ခမားကလွဲရင်အားလုံးကမျက်နာအဝါးကြီးနဲ့ကြံခဲ့တာမျိုးပေါ့စစ်ကြီးပြီးရင်ပေါ့တရိုင်းတိအိမ်